the beast 1.5 million dollar ကုန်ကျစရိတ်ရှိတယ်100 km per hour ပြိုင်ကားလုပ်ဖို့လည်းထုတ်ထားတာမဟုတ်အထက်မှာတန်တုံးပါနေသေးတယ်ဂျိုရူ internet လေးလာတာဘာလို့ဆိုတော့နောက်ထပ်လူ၄ယောက်၅ယောက်ထိုင်လို့ရမယ်လက်ကအများအားဖြင့်ဒီလိုပဲထားရတော့တော်တွေ့ရဘက်ကီယာနဲ့ပဲအိုက်လီနဲ့ပဲအိုက်ကားကိုသွားတာ ကဘာအလုံးချုံဆုံးအမေရိကန်တမရခရီးသွားတယ်ဆိုရင်ဘလူးကားမျိုးနဲ့သွားလို့ရှိတယ် The Beast ကဘာအလုံးချုံဆုံးကားနဲ့သွားလို့ရှိတယ်အဲ့ကားထဲမှာဘာတွေပါလဲအဲ့ကား features တွေအပါရှိနေမှာလဲ The Beast အထက်မှာတုံးထားတဲ့ motor General Motor လို့ခေါ်တဲ့ GM company ကထုတ်ထားတာဆိုတော့အဲ့ကားရဲ့ကုန်ကျစရိတ်က American Dollar 1.5 million dollar ကုန်ကျစရိတ်ရှိတယ် အိုက်ကရဲ့ weight ကဘယ်လောက်ရှိမလဲလို့မေးရဲဆိုရင်ခုနှစ်ကနေပြီးတော့10တန်ထိရှိမယ်ဆိုပြီးတော့ပြောကြကြတယ်တကယ်အရင်ကကြီးမတဲ့ဆင်တကောင်ရဲ့ weight တောင်မှ9တန်ပဲရှိတယ်ဒါပေမဲ့ဒီကရဲ့ weight ကခုနှစ်ကနေပြီးတော့10တန်ရှိနိုင်တယ်ဆိုပြီးတော့ပဲပြောကြတယ်ဆိုတော့ဘယ်သူမှတော့တိတိကျကျတော့တိုက်တာတော့မဟုတ် just estimation တကူပဲခွေဒီကဘယ်လောက်မြန်မြန်ခရီးသွားနိုင်လဲလို့မေးနေတယ်ဆိုရင် high speed သူရဲ့ high speed က100 km/h တနာယို100 km ပဲခရီးသွားနိုင်တာ အရင်မြန်မြန်သူမသွားနိုင်ဘူးဒီကကိုထုတ်ပေါ်လာတဲ့အဓိကအကြောင်းအရာလည်းမြန်မြန်သွားဖို့ပြန်ကားလုပ်ဖို့လည်းထုတ်ထားတာမဟုတ်ပြန်မောင်းဖို့လည်းထုတ်ထားတာမဟုတ်အထက်မှာရှိတဲ့ president safe ဖြစ်နေဖို့ပဲထုတ်ထားတာဆိုတော့အဲ့ကဘလောက်ထိအမြန်သွားနိုင်လဲဆိုတာအရင်မကျူအဲ့ကဘလောက်ထိ safe ဖြစ်နိုင်လဲဆိုတာပဲအရင်အရေးကြီးတယ်ဆိုတော့ဒီကအရင်လည်းမမြန်ဘူးဆိုတော့နောက်တစ်ခုကဒီက6လီတာထည့်ရင်ဘလောက်သွားနိုင်လဲသူ့ရဲ့ mileage ကဘလောက်လဲလို့မေးရဆိုရင်6လီတာထည့်ရဆို3 km ပဲသူခရီးသွားနိုင်တယ် ဆိုတော့တကယ်ပဲစီတလီတက်ထက်3ကီလိုမီတာပဲသွားနေလားဆိုရင် yes အဲ့ကောက်ရဲကိုသုံးတာဒါက်စီမဟုတ်ဘူးဒီဇယ်သုံးတာတကယ်ပဲစီတလီတက်ထက်ဆို3ကီလိုမီတာပဲခရီးသွားနေလားဆိုတော့ တကယ်ပဲအိုက်ကားကိုတုံးနေဆိုရင်စီစီကအရက်ကိုကြည့်လို့ဘာလို့လဲဆိုတော့အိုက်ကားရဲ့ weight ရှိတယ်ဗျာဆိုတော့အိုက်ကားထဲမှာတုံးထားတဲ့အထက်မှာရှိတဲ့ features တွေရှိမယ်အဲ့ဒါတွေတုံးနေလို့24 hour aircon service 24 hour internet service 24 hour oxygen supply အထက်မှာအကုန်လုံးပါဖို့အတွက်ကိုမှာသူတုံးထားတဲ့ဆီက3 km ကို1 liter ပဲတုံးလိုက်ရတယ် mileage အရန်ကိုနေတယ်ဆီအများကြီးဖြည့်နေရမယ်အိုက်ကားတုံးနေဆိုရင်ဆိုတော့ဒီကားရဲ့ tire ကိုတော့ကြည့်မယ်ဆိုရင်ဒီကားရဲ့ tire ကကျွန်တော်ဒါပုံမှန်ကားတိုင်ရဆိုရင်ပြားသွားပြီဆိုကားမောင်းနေဆိုတစ်ဖက်ကိုလိုက်နေတယ်တပိန်းပြရင်တစ်ဖက်လိုက် နေလိုက်မယ်ဆိုတော့ဘေးမှာရှင်နှစ်ပိန်းလုံးပြောက်သွားပြီဆိုတော့အဲ့ဘက်ကိုပဲ CR ring ကလိုက်ပြီးသွားနေလိုက်မယ် but ဒီကားမှာဘယ်လိုသုံးနိုင်လို့လဲဆိုတော့ဒီကလေးအဲ့တိုင်ရ၄ခုလုံးပြောက်သွားတယ်ဆိုရင်တော့မှဆက်ပြီးခရီးသွားတယ်လို့ရတယ်အထက်မှာတန်တုံးပါနေသေးတယ်အဲ့တန်တုံးကထပ်ပြီးတော့တားတိုင်ရအဖြစ်မောင်းသွားလို့ရတယ်လေမရှိလဲကားမောင်းလို့ရတယ်တိုင်ရကိုတန်းတန်းအဖြစ်ခံရတယ်ဆိုရင်လည်းကားဆက်ပြီးတော့မောင်းသွားလို့ရတယ်ကားထဲမှာလက်နက်တွေပြည့်စုံရှိနေတယ်ဆိုတော့အဲ့လက်နက်တွေကိုလူကိုယ်တိုင်ထပြီးပြင်နေစရာမလိုအထက်မှာရှိတဲ့ mission gun တွေ auto supply gun တွေအကုန်လုံးရှိနေပြီဒါတကယ်လို့ဒီ range 900m အတွင်းမှာ radio wave နဲ့တခုခုရတယ်လက် electro magnetic wave တခုခုရနေတယ်ဆိုရင်အထက်မှာတခါလေး fetch လို့ပြီးတော့ data တော့ပြန် process လို့ပြီးတော့တခါလေးချိန်စရာရှိတခါလေး lane ကိုတုတ်ပြီးချိန်ရတဲ့ features တွေဒီကားထဲမှာပါနေတာကိုကျွန်တော်တို့သတိရတယ်ဆိုတော့ကားထဲမှာ24 hour internet supply ရှိတယ်အဲ့ internet supply ဘယ်လာလဲမင်းကျွန်တော်တာဝါတိုင်းကလာလာလို့မြင်ရဆိုရင် no ဂျိုရူအင်တာနက်လေးလာတာအဲ့ဂျိုရူအင်တာနက်ကဒီ American သမ္မတစီးတဲ့ကားထဲမှာကိုပဲတုံးဖို့တော့မှဂျိုရူအဲ့ ဂျိုရူကတီတာအဲ့တခုပဲလုံးလုံးနေတာဆိုတော့အဲ့ထဲမှာဘာတွေရှိမလဲလို့မေးဆိုအဲ့ဂျိုရူတော်တော်လို့ဟက်ကလို့လည်းမရအောင် track လို့လည်းမရပါဘူးဆိုတော့24 hour surveillance နဲ့ချိန်နေတာအမြင်နဲ့တကယ်အရင် professional ကြတဲ့ hacker တွေကအဲ့နေရာမှာထိုင်ပြီးတော့ပဲတမရအတွက်အလုပ်လုပ်ပေးနေတယ်လို့လည်းအများကြီးရှိတယ်အဲ့ဒါတွေကိုကြော်ပြီးတော့ hack လို့ဆိုတာလုံးဝမလွယ်တဲ့ကိစ္စတခုဆိုတော့ဘယ်သူမှလည်းမလွယ်ပြီးတော့ဒီကားကိုကျွန်တော်တို့သတ်ကြည့်မယ်ဆိုရင်ဒီကားမှာ night vision ရှိတယ်တကယ်လို့ကိုသွားနေရင်တကယ်လို့လုံးဝအမောင်ကျသွားရည်လုံးဝမောင်ကြီး ဖြစ်သွားပြီဆိုရင်အိုက်ကလုံးဝအမှောင်ထဲမှာပြန်ပြီးတော့ night vision ကင်မရာရှိတဲ့အတွက်မှာအမှောင်ထဲမှာတော့ခရီးသွားနေလို့ရတယ်ကာမီထိုးစီရမလို့အမှောင်ထဲမှာမီးပိတ်ပြီးတော့လည်းခရီးသွားနေရတယ်တကယ်တော့အမှောင်ထဲမှာမီးပိတ်ပြီးသွားနေဆိုဒီကောက်ဘယ်သူမှမြင်နေရမှာမဟုတ်ဘူးဒါလည်းဆိုတော့ဒီကောက်ရဲ့ engine တန်းလည်းအရန်ကိုတိုးတယ်ရန်ကျဲတဲ့နေရာမှာပေါ့ဒီကောက်သွားလို့သွားနေမယ်တော့ဒီမှာမို့တလောကလို့မှောင်နေတဲ့ခါကျရင်ဆိုတော့အထက်မှာလူဘယ်တယောက်ဖန်လို့ရလဲလို့ပြနေဆိုခွန်းတယောက်ထန်လို့ရတယ်ဘယ်သူတွေထန်လို့ရလဲ president အပါဝင် နောက်ထပ် လူ၄ယောက်အထက်မှာ president နဲ့တူထိုင်လို့ရတယ် meeting တွေပါတယ်အထက်မှာလုပ်လို့ရတယ်အဲ့ဒါအပြင်ကိုအရှိမ၂ယောက်ထိုင်လို့ရတယ်ဆိုတော့အားလုံးကျွန်တော်တို့ total တော့ကြည့်မယ်ဆိုရင်အထက်မှာအလဲမှာ၅ယောက်ထိုင်လို့ရမယ်အရှိမ၂ယောက်ထိုင်လို့ရမယ် driver အပါအဝင်အားလုံး9ယောက်ရှိမယ်ဆိုတော့ဒီအဲ့9ယောက်ကဘယ်သူလဲလို့မြင်ဆိုရင်အရှိမမောင်းတဲ့လူတယောက်ရှိမယ်အဲ့မောင်းတဲ့လူကိုဘေးနားမှာ security chief security တယောက်ရှိမယ်အပြင်မှာဘာတွေ signal ပေးနေလဲအထက်မှာဘာတွေလုပ်ရမလဲအထက်နဲ့ပတ်သက်ပြီးဘာတွေ communication တွေလုပ်ရမလဲဆိုရင် chief security အများအား information ကို update သွားတယ်ပြီးတော့သူ security ကိုအများအားကြည့်မယ်ဆိုသူရဲ့ guard ကို မြဲတမ်းကြည့်မယ်ဆိုရင်လက်ကအမြဲတမ်းဒီလိုပဲထားရတာတော့တွေ့ရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လက်ကအတူကြီးဆိုပြီးတော့လဲကြာဘူးလေအဲ့ဒါကိုကျွန်တော်နောက်ဖီဒီယိုတစ်ခုမှပြပြမယ်ဒီလက်ကိုအတူထားတာပြီးတော့နောက်တစ်လက်ကတနက်ကင်လာတယ်ဆိုပြီးတော့ ဲ့လိုမျိုးလည်းကြားနေရတာရှိတယ်။အဲ့ဒါကိုကျွန်တော်နောက်ဗီဒီယိုတစ်ခုမှပြပြပေးမယ်။ဒီဗီဒီယိုမှာကြောက်ကျွန်တော်ကားအကြောင်းမှကျွန်တော်တည်တံ့ပြပြပေးမယ်။ Okay အဲ့ကျမှအဲ့လိုမျိုးဖြစ်နေတယ်။ကျွန်တော် President ဘယ်ကားလဲဆိုတော့ကျွန်တော်တို့သိတယ်ဆိုရင်တိုက်ခိုက်ခဲ့တာမလွယ်ဘူးလားလို့မြင်တယ်ဆိုရင် no way ။ဒါဆို President အဲ့ကားနဲ့ခရီးသွားမယ်ဆိုပြီးဘယ်သူမှမသိဘူး။ပြီးတော့အဲ့ထဲမှာအဲ့လိုကားမျိုး၅စီးလောက်ရှိနေတယ်။အဲ့ group တစ်ခုလုံးမှာအဲ့ကားရဲ့ line တစ်ခုလုံးမှာအဲ့လိုကားမျိုးတစ်ခါကျရင်၃စီးရှိနေလမ်းမှာတစ်ခါကျရင်၅စီးရှိနေလမ်းမှာ President ဘယ်ကားနဲ့ခရီးသွားမလဲဆိုတာအမှမောင်းတဲ့လူတော့မသိဘူး။ အဲ့ထဲမှာ president လာထိုင်တော့မှပဲတမလာကြီးကိုယ်တိုင်လာထိုင်တော့မှပဲတည်တာဆိုတော့ဒီကားနဲ့သူခရီးသွားနေတာဆိုပြီးတော့အလောက်ထိ security ကို tight ဖြစ်ထားတယ်ပြန်တော့ကိုသူနိုင်ငံခြားသွားမယ်ဆိုရင် president နိုင်ငံခြားသွားပြီဆိုအဲ့ကားအတန်းလာရင်သူရင်သွင်းနိုင်ငံခြားကိုရင်သွင်းပို့လိုက်တယ်ရင်သွင်းနိုင်ငံခြားမှာအခြေချတယ်အဲ့ကားပတ်မောင်းကြည့်တယ်သူတို့သွားမယ့်နေရာတွေအကုန်လုံးပတ်မောင်းကြည့်တယ်ပတ်မောင်းကြည့်ပြီးတော့ okay ဖြစ်ပြီဆိုတော့မှပဲ president ကိုအဲ့ကားလာခေါ်တာ president ကိုယ်တိုင်ဆိုက်ရောက်ပြီးတော့မှတခါတည်း president အဲ့ကားနဲ့သွားပြီးတော့သူသွားမယ့်နိုင်ငံခြားကိုတခါတည်းအဲ့လိုပဲပတ်တာအဲ့ကားကိုနိုင်ငံခြားသွားမယ်ဆိုနိုင်ငံခြားတင်ပို့ရမယ်ဆိုရင်လင်းတက်တက်သူတို့ ထပ်ပြီးတော့ယူသွားသေးတယ်အဲ့လေရင်တည်းပဲအိုက်ကားကိုသွားတာဆိုတော့အဲ့လေရင်ကအိုက်ကားကိုတည်ဖို့အတွက်ပဲတီးတန်းထုတ်ပေါ်လာတဲ့ American စစ်တပ်ကလေရင်တစ်စီးကိုပြောလို့ရတယ်အိုက်ကားရဲ့ဘက်ကအရင်ကကြီးမားနေတဲ့အတွက်မှာအထက်မှာ parking ရက်တဲ့အခါကျရင်လည်း laser စနစ်နဲ့သူတို့ရက်ကြတယ်ဘာလို့ဆိုတော့နည်းနည်းလေးတင်းဆောင်ရတယ်ဆိုရင်တော့မှလေရင်ပျက်စီးနိုင်မဲ့အခိုက်အတန့်ဖြစ်နေတဲ့အတွက်ဘာလို့ဆိုတော့ဒီကားရဲ့ဘက်က9တန်းနေပြီ10တန်း တကယ်လို့နည်းလေးတင်းဆောင်ရတယ်ဆိုရင်တော့မလေရင် balance flight balance မညီပဲနဲ့လေရင်ပြတ်ချနိုင်ကြီးရှိတယ်ဆိုပြီးတော့ parking ထိုးတဲ့နေရာမှာလည်းတကယ် professional parking ထိုးတဲ့တမားနဲ့ဟုတ်တေချာလေစာနဲ့ချိန်ပြီးတော့ parking ထိုးရဲဆိုပြီးတော့ information တွေရှိတယ်နောက်တစ်ခုကကျွန်တော်တို့အဲ president ရဲ့မှန်တကားတွေကိုသူတို့သက်ကြည့်မယ်ဆိုရင်လက်နဲ့လည်းဝေလို့မရအောင်ခြေစံလည်းဝေလို့မရအောင်အရက်ကိုလုံးဝတင်းကျပ်ထားတယ်ပြီးတော့ driver အဲကားထဲမှာရှိတဲ့မှန်တွေအကုန်လုံးမှာ driver မှန်မဲ့အောက်ချလို့ရအဲအောက်ချလို့ရတော့ driver မှန်၃လက်မှပဲအောက်ချလို့ရတယ်၃လက်မှထက်အောက်ကိုထက်ချလို့မရအောင်ဘာဖြစ်လို့လဲဆိုပြီးပြောရဆိုရင် ဒီသုံးလမှာဘာလို့ခွင့်ပြုရတာလဲလို့မေးလို့ဆိုအထက်မှာရှိတဲ့ပြဿနာတွေအကုန်လုံးတက်နေဆိုအပြုံ signal လမ်းပေးဖို့ပဲသုံးလမှာသူတို့ထားတာအထက်ကလူကအပြုံမြင်ရနေပြီမြဲအပြင်ကလူကအထက်ကိုကျွန်တော်တို့လုံးဝကြည့်လို့မရအောင်အထက်မှာ president ပါတာကိုလုံးဝမမြင်ရအောင်ကျွန်တော်တို့ okay အဲ့ကားထဲမှာ24 hour oxygen supply ရှိတယ်အပြင်ကလေအထက်မဝင်ဘူးအထက်ကလေလည်းအပြုံလုံးဝမတော်အောင်ဘာလို့ဆိုတော့လေစနစ်နဲ့ကျွန်တော်တို့ဒါ president ရှူရဲလေနဲ့အထက်မှာလေထဲမှာ virus ထည့်ပြီးတော့မှတိုက်ခိုက်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့စနစ်တွေပါသူတို့ထည့်တွေ့ရတာဖြစ်တဲ့အတွက်အပြင်လေကို president ရှူမိတဲ့အခါကျရင်အဲ့လေနဲ့ပတ်သက်ပြီးတော့အငြိကြီးတွေပါလာနိုင် ဲ့ virus တွေပါလာနိုင်တယ်ဆိုပြီးတော့ပဲအဲ့ကားထဲမှာရှိနေသေးတဲ့ president တိုက်ခိုက်ဖို့က လုံးဝမဖြစ်နိုင်ဘူးဆိုပြီးကျွန်တော်အာမခံလို့ရတယ်။ဘာလို့လဲဆိုတော့အဲ့ထက်မှရှိတဲ့နေတောင်မှသူတို့လုံးဝတင်းကျပ်ထားတယ်ဆိုရင်အဲ့ထက်မှရှိတဲ့ရေတွေအဲ့ထက်မှရှိတဲ့ပစ္စည်းတွေဘယ်လောက်တောင်တင်းကျပ်ထားမလဲ။အဲ့ထက်မှရှိတဲ့အချိန်ပစ္စည်းနဲ့အသက်ခံရဖို့ကတော့100% no လို့ပြောလိုက်ရတယ်။ပြီးတော့အဲ့ထက်မှ blood supply ပြည့်ရှိတယ်။ဥပမာ president ရဲ့သွေးရ B သွေးဆိုရင်အဲ့ထက်မှ B သွေးအပြည့်အစုံရှိတယ်။ president ကိုလုံလုံလောက်လောက်တော့မတရားရအောင်လုံလုံလောက်လောက်တော့ဘုတဲ့ B သွေးအပြည့်အစုံရှိတယ်။ဒီလို president သွေးက A သွေးဆိုရင် A သွေးအပြည့်အစုံရှိတယ်။ president ပြောင်းသွားရဆိုသူတွေသွေးတွေအပြည့်အစုံလိုက်ပြောင်းနေရရှိတယ်။သူတို့ rule တွေအပြည့်အစုံလိုက်ပြောင်းနေရှိတယ်။ဒါပေမဲ့ဒီ guy security system တော့ဘယ်တော့မှမပြောင်းလဲတော့ ောက်ပြီးတော့အဲ့ထဲမှာ dear guest တွေ blood supply oxygen supply အကုန်ပါနေ virus တဲ့အတောင်မှလုံးဝဘလို့မှမဖြစ်နိုင်ဘူး president ထိခိုက်ပြီးတော့လုံးဝ100% low weight ဟုတ်ပြီဒီလိုကားတော့ဟုတ်ပြီဒီလိုကားကိုမောင်းတဲ့လူပါဘာတွေ training နေယူတာလဲလို့မေးတယ်ဆိုရင် American CIA တပ်ဖွဲ့ကနှစ်ပေါင်းများစွာ training လုပ်ပြီးတော့မှပဲအဲဒီကားကိုမောင်းဝင်ပေးတယ်တစ်နှစ်တစ်နှစ်တောင်မှနှစ်ပေါင်းများစွာတကယ်လို့ in case ပြဿနာတစ်ခုဖြစ်လာပြီဆိုဘလို့ဖြေရှင်းမလဲ problem management အဲ့ဒါတွေအကုန်လုံးသူ့တင်ပေးပြီးတော့မှပဲအဲဒီကားကိုမောင်းဖို့သူ့ chance ပေးတာအဲ့လို chance ပေးတဲ့အခါမှာလဲ president ပါတဲ့ကားကိုသူမောင်းရမလားဆို ွာသူ့မှာလောကအမခံချက်မရှိဘာဖြစ်လို့လဲဆိုတော့သူတို့ကအိုက်ကားမောင်းမှုအတွက်ပဲသူတို့တွေ training ပေးတာလားအိုက်ကားထဲမှာ president ပါမယ်ဆိုပြီးသူတို့ training မပေးတာ哦အဲ့ဒီတော့ဦးမှာ president ပါလာလဲဖြစ်နိုင်တယ်လို့မပါတဲ့ကောင်ကိုလည်းမောင်းရတယ်လို့ဖြစ်ကောင်းဖြစ်တယ်တကယ်လို့အိုက်ကားကိုမောင်းတဲ့လူက president ပါတယ်အခက်ခဲတခုဖြစ်လာပြီဆိုရင်သူ back gear နဲ့ပဲ လုံးဝမရက်ပဲနဲ့မောင်းနိုင်အောင်လည်း training ပေးရတယ်။လုံးဝဘက်ကီယာနဲ့လုံးဝမရက်ပဲနဲ့ဟိုမှာစက်တိုက်အိုက်တိုင်တို့ယူ normal car တိုင်ကိုမောင်းနိုင်အောင်လင်းကွေးထဲမှာသူတို့ training ပေးရတာ။ Okay ဒီ car တွေသူတို့၅နှစ်တကာအမြဲတမ်းပြောင်းလေးရှိတယ်။ဘာဖြစ်လဲဆိုတော့ဒီ car ရဲ့တက်တန်းကုန်သွားပြီဆိုတော့နောက်တစ်စီးပြောင်းရမှာပဲလေ။အဲ့လိုနောက်တစ်စီးပြောင်းတဲ့အခါကျရင်သူတို့ရဲ့နီးပညာကိုဘသူမှမရအောင်ဆိုပြီးတော့ဒီ car ကိုလုံးဝဖျက်ဆီးလိုက်တယ်။ဖျက်ဆီးတဲ့နေရာမှာလည်းဒီ car ရဲ့ပြာမှုတောင်ဘသူမှမရအောင်ဆိုပြီးတော့သူတို့တွေလုံးဝအဲ့လိုမျိုးသူတို့ရဲ့ security CIA ကလုံးဝအိုက်ကားကိုယူသွားပြီးတော့ဘသူမှမသိအောင်မီဒီယာတွေကြားထဲမှာဘသူမှမသိအောင်ကိုလုံးယူ ူလာပြီးတော့မှဒီကား system တစ်ခုနဲ့ဖြည့်စီးလိုက်အဲ့ဖြည့်စီးတဲ့အခါမှာပြာမှုတ်တောင်းမှဘယ်သူမှမရအောင်ဆိုပြီးကျွန်တော်တို့ကြားဘူးတယ်ဆိုတော့စဉ်းစားကြည့်ပါဒီလိုကားမျိုးလှုပ်ဖို့လည်းခက်ခဲတယ်ဖြည့်စီးဖို့လည်းခက်ခဲတယ်ဒါပေမဲ့ president တို့လိုအပ်နေလို့သူတို့တုံးနေရတယ်ဒီလိုကားမျိုး president ရင်ရှင်နေနိုင်မှာအများကြီးပါနေတာရှိတယ်ပြီးတော့ဒီကားကလည်း president home နဲ့ the white house နဲ့24နာရီ communication ရှိနေတယ် the white house ကိုတိုက်ရိုက်ဆက်သွယ်လို့ရတယ်ပြီးတော့ဒီကားရက်တဲ့နေရာလည်းဘယ်သူမှမသိအောင်လို့ဖြုတ်ဝတ်နေရမှာတို့ထားရတာလေးရှိတယ်ဆိုတော့ american သမရပဲအရင်ကလောက်ကြံခံတာလေးမ နေတော့ဆိုတော့နောက်ပိုင်းထပ်ပြီးဘလို့မှလှုပ်ကြံလို့မရအောင်ထိဘူးသူတို့လုံးဝပလန်ထားရတယ်တကယ်လို့ဒီထဲမှာရှိတဲ့ရဲတွေဘာလို့အလောက်တောင်သူတို့တင်းကျပ်ထားလဲလို့မေးတယ်ဆိုရင် criminal တွေဘယ်သူတွေရှိလဲသူတို့တွေအကုန်လုံးလိုက်လေလာတယ်တကယ်လို့ရာဇဝတ်သားတွေကဘလို့တိုက်ခိုက်လေးရှိလဲအဲ့ဒါတွေကိုသူတို့ထောင်ထဲကိုသွားပြီးလေလာတယ်အဲ့လိုထောင်ထဲကိုသွားပြီးလေ့လာတကယ် terrorist တွေဘလို့တိုက်ခိုက်လေးရှိလဲအဲ့ဒါတွေထောင်ထဲကိုသွားပြီးလေ့လာတော့မှသူတို့ရှိရရတဲ့ idea တွေအကုန်လုံးသူတို့ပေါင်းပြီးတော့မှတစင်ဒါကိုသူတို့ဘလို့ကာဝေးရမလဲတိုက်ခိုက်တဲ့နေဒီသွားပြီးဆိုရင်အဲ့တိုက်ခိုက်တဲ့နေကိုဘလို့ကာဝေးရမလဲဆိုတာသူတို့သိနေပြီပဲ အဲ့ဒီဘော်ဒီအတိုင်းနဲ့ CIA agency တွေကအလုပ်လုပ်တယ်။ဆိုတော့ဒီကားသွားတဲ့အချိန်မီတာ900အတွင်းမှာရှိတဲ့ electronic signal တွေ radio wave တွေအကုန်လုံးကိုလည်းဖြတ်ချလိုက်လို့ရတဲ့ power ဒီကားမှာရှိနေတယ်။ဆိုတော့ signal ကားတသက်ရှိသလို president သွားတဲ့ကားတသက်ရှိတယ် security ကားလည်းတသက်ရှိတယ်။ဆိုတော့ president တယောက်တော်တော်ခရီးလည်းမတော်ဘူး။ဒါပေမဲ့ခရီးသွားရင်လည်း အဲ့လိုမျိုးဖြစ်ဖို့ကလုံအောင်မလွယ်ကူတဲ့ကိစ္စတကယ်တော့ရုပ်ရှင်ထဲမှာတော့ဖြစ်နိုင်တယ်ဒီလိုမျိုးလုံးကြံတာတွေပါတယ်ဒါပေမဲ့အပြင် reality မှာ no way အရှိမဘုံတစ်ခုရှိနေဆိုရင်တော့ဒီကလုံးက fetch တော့ပြီး island ကိုလုံးဝမသွားတော့တကယ် president သွားမယ်ဆိုသူတို့ဆယ်ရက်မတိုင်ရင်လည်း liability လမ်းကိုတန်းရှင်းရည်လေဘာလို့ဆိုလမ်းမှာတန်မိုးလေးကြာနေတော့မကားပိန်ပေါက်အောင်လည်းလမ်းတန်းရှင်းကိုအရင်လုပ်တယ်အဲ့လမ်းတန်းရှင်းကိုလုပ်ပြီးလမ်းလေးကတော့ check in လေးလုပ်ပြီးတော့မှတဆင် president လာ အိတ်ဆယ်ရေလုံးလုံးဝချက်ကင်သွားနေတဲ့အချိန်မှာလဲ President ကလုံးဝသူ့နေရာမှာပဲသူနေတယ်လုံးဝဒီနေရာကိုလုံးဝမလာသေးဘူးလာတဲ့အချိန်မှာလဲဒီလမ်းနေအကုန်လုံးကလဲလုံးဝသူတို့ကိုယ်တိုင်စစ်ထားပြီးသားဒီလမ်းမှာဘာမှမရှိဘူးဒီလမ်းမှာတကယ်လို့ error ရှိတယ်ဆိုရင် not option plan A plan B plan C အထိကိုသူတို့ချိုးတည်စီစဉ်တာ President ကိုတိုက်ခိုက်ဖို့ဆိုတော့ President တော့မှ American President ကိုတိုက်ခိုက်ဖို့ဆိုတာလုံးဝမလိုတယ်ကျွန်တော်ပထမ American White House ရဲ့ ဖွဲ့စည်းပုံကြောင်းကျွန်တော်ပြပြထားသေးတယ်ပြန်နောက်တစ်ခုကအမေရိကန်သမ္မတစီးရဲ့လေးမြအကြောင်းလည်းကျွန်တော်ပြပြထားသေးတယ်အခုလက်ရှိကျွန်တော်ကားအကြောင်းထပ်ပြောပြနောက်ဘာအကြောင်းသိချင်သေးလဲအကြောင်းလေးလည်းကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ဆက်တင်ပြရမယ်ဒီအရကျွန်တော်အမေရိကန်ဆိုပြ series တစ် playlist တစ်ခုကျွန်တော်ထည့်ပေးရမယ် playlist ထဲမှာအကုန်လုံးတစ်ခုကြည့်ရင်လည်းအကုန်လုံးသုံးခုကြည့်လို့ရအောင်ခါလေးတော့ကြည့်လို့ရအောင်ကျွန်တော်စီစဉ်ပေးရမယ်ဆိုတော့နောက်သိချင်တဲ့ဗီဒီယိုရှိရဆိုကျွန်တော် comment မှာမိုင်းရေးပေးပါဦး thank you